နိုင်ငံရဲ့လေတပ်စခန်းတစ်ခုကိုမဟာဗျူဟာနျူကလ িয়ার လက်နက်တွေအခြေစိုက်နိုင်တဲ့အဆင့်မျိုးမြင့်တင်တိဆောက်သွားမယ်လို့ပြင်သစ်အစိုးရကကြေညာခဲ့ပါတယ်။မတ်လ19ရက်နေ့မှာသမ္မတအီမနီယယ်မက်ခရွန်ကစိန့်ဆူဗီရာမြို့မှာရှိတဲ့လူဆူလီလေတပ်စခန်းကိုနျူကလ িয়ার စစ်လက်နက်တွေတာဝန်ယူကင်တွဲနိုင်တဲ့နိုင်ငံဆက်စခန်းတစ်ခုရဲ့အဆင့်မျိုးမြင့်တင်သွားမှာဖြစ်တယ်လို့အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်ရဲ့နျူကလ িয়ার ကာကွယ်ရေးအစီအမံတွေကိုစံနှုန်းအပြည့်တာဝန်ယူကင်တွေနိုင်တဲ့အဆင့်မျိုးအထိလူစုလီလေတပ်စခန်းကိုထူးထူးကဲကဲအဆင့်မြင့်တယ်မှုတွေလှုပ်ဆောင်သွားမယ်လို့မက်ခရွန်ကဆိုပါတယ်။ပြင်သစ်အစိုးရကအဲ့ဒီလေတပ်စခန်းမှာနျူကလ িয়ার လက်နက်တွေတပ်ဆင်နိုင်တဲ့ Rafael မျိုးဆက်တဲ့ဂျက်တိုက်လေယာဉ်အုပ်စုနှစ်ခုထားရှိရေးအတွက်လဲကာကွယ်ရေးအသုံးစရိတ်အများပြောက်ရင်းနှီးမြှုပ်နှံသွားမယ်လို့ပြောကြားခဲ့ပါတယ်။ပြင်သစ်လွှတ်တော်ရဲ့နိုင်ငံသားရေးနဲ့ကာကွယ်ရေးကော်မတီအကြီးအကဲက ဲ့ဒီလေတက်စခန်းကိုမိုးမှန်အစင်မြင့်ဖို့ဖြစ်နိုင်ခြေဦးဂျွန်လာတုံကအရေးအမွက်ပြောခဲ့ဘူးပေမဲ့အခုတော့လက်တွေ့စတင်တော့မဲ့သဘောပါအမေရိကန်မှာထရမ့်သမ္မတဖြစ်လာတဲ့နောက်ဥရောပရဲ့လုံခြုံရေးကဏ္ဍကိုတာဝန်ယူပေးဖို့မျက်နှာလွှဲမဲ့အရေးရောင်တွေမြင်လာရတဲ့အတွက်ပြင်သစ်ဟာနိုင်ငံနဲ့ဥရောပရဲ့နျူကလ িয়ার ကာကွယ်ရေးစွမ်းရည်ကိုဥဆောင်ဥရွတ်မြင့်တင်ဖို့အားထုတ်နေတာဖြစ်ပါတယ်ဥရောပသမဂ္ဂ EU အဖွဲ့ဝင်တွေထဲမှာပြင်သစ်ဟာတခုတည်းသောနျူကလ িয়ার လက်နက်ပိုင်နိုင်ငံဖြစ်ပြီး နျူကလ িয়ার ထိပ်ဖူး300ဝန်းကျင်လောက်ကိုပိုင်ဆိုင်ထားပါတယ်။ပြင်သစ်မှာနျူကလ িয়ার စစ်လက်နက်တွေကိုကင်တွယ်နိုင်တဲ့လေတပ်စခန်း3ခုဖွင့်လှစ်ထားပြီးစဒုထမြောက်အဖြစ်ဂျာမနီနယ်စပ်နဲ့ကီလိုမီတာ200လောက်အကွာကလူစုလီလေတပ်စခန်းကိုထားရှိဖို့အစီအစဉ်လာခဲ့တာပါ။ဂျာမနီရဲ့အဓိပတိအစ်ဖြစ်လာမဲ့ Friedrich Merz ကနိုင်ငံလုံးချုပ်ရေးအတွက်ပြင်သစ်ရဲ့နျူကလ িয়ার လက်နက်အကာအကွယ်ပေးမှုကိုရယူဖို့နှစ်နိုင်ငံဆွေးနွေးမှုတွေရှိလာနိုင်ကြောင်းပြောကြားထားချိန်မှာ အခုအစည်းအဝေးကိုမက်ခရွန်ကကြေညာခဲ့တာပါအဆင့်မြင့်တယ်မဲ့လူစုလီလေတက်စခန်းမှာဖြန့်ကျက်မဲ့တက်အင်အားကလည်းလက်ရှိထက်နှစ်ဆတိုးပြီး2000လောက်အထိဖြစ်လာမယ်လို့သိရပါတယ်မက်ခရွန်ကမျိုးဆက်တဲ့ရာဖေးတိုက်လေရင်အစ်စ်တွေမှာယူထားတယ်ဆိုတာကိုအတည်ပြုခဲ့ပေမဲ့အရေးအတွက်အတိအကျကိုတော့မကြေညာခဲ့ပါဘူးမက်ခရွန်ဟာပြင်သစ်ရဲ့လက်နက်ပြန်လည်တပ်ဆင်ရေးအစီအမံအစ်စ်တွေကိုကြေညာမယ်လို့ကတိပြုထားပြီးတခြားဥရောပနိုင်ငံတွေကိုလည်း ကိုပိုင်ကာကွယ်ရေးစွမ်းရည်တွေမြင့်တင်ဖို့တိုက်တွန်းထားပါရရှင်။